မိုင်စွန်ခါမင်္ဂလာပါနော်နမောနာတိတာမပြန်လဲကြိုဆိုလိုက်ပါရရှင်တက္ကစီရက်သွားပါပြီရှင်ကားပေါ်အနေကျမဆင်းလာပါပြီဒီနေရာကိုဘယ်နေရာလို့ထင်ပါတလဲတရုတ်ပြည်ဟူပေပြည်နယ်မှာရှိတဲ့ဆျန်းရံဖြစ်ပါတယ်ဆျန်းရံကိုကျမဘလို့လာခဲ့လဲဆိုတော့ကျမဝူဟန်ကနေပြီးတော့မှ high speed train စီးပြီးတော့မှဒီနေရာကိုရောက်ရှိခဲ့ပါတယ်ရှင်အချိန်ကတော့ အဲ3နာရီကျော်လောက် ကြာတယ်ပေါ့နော်။ဝူဟန်ကနေ high speed train CBD ကိုလာလို့ရှိရင်ပေါ့နော်။ကျမပုံကိုလည်းကြည့်လိုက်ပါအောင်။ကျမလို့ပေါ့နော်။ငငယ်တုန်းကတရုတ်ကားတွေကြည့်ပြီးတော့မှကြီးလာတဲ့လူတွေရှိတာရှင်။ဒါကျမရဲ့ပထမဆုံးအိမ်မက်ကိုအကောင့်ထဲပေါ်ရတဲ့အတွေ့အကြုံလေးပါရှင်။ငငယ်ကတရုတ်ကားတွေကြည့်ပြီးတော့မှလေကျမတို့ယူတယ်လေ။ဟိုတိုင်းနေချမယ်တည်ရမလားကိုပါလားကိုတရုတ်ကားထဲကမင်းသမီးတို့မျိုးဝှစ်ချင်တာမျိုးလေးရှိကြတယ်ပေါ့နော်။ အဲ့အဲ့လိုမျိုးစိတ်ကူငငယ်တော့ကတော့ရှိခဲ့ဖူးပါတယ်။ဒါပေမဲ့အခုကအကောင့်ထဲပေါ်ခွင့်ရတာပေါ့နော်။ဒီနေရာကဘယ်လိုနေရာလဲဆိုတော့တရုတ်ပြည်မှာရုပ်ရှင်ရိုက်လို့ရှင်ရင်ဒီနေရာမှာလာရိုက်ကြပါတယ်။ရုပ်ရှင်တကားလုံးရိုက်လို့ရတဲ့ setting တွေပြင်ထားတဲ့ပန်းချံလို့ခေါ်မလားဝင်းလို့ခေါ်မလားပေါ့နော်။ဒီနေရာကို Tang Dynasty လို့လည်းခေါ်ပါတယ်ရှင်။ဟဲ့ တရုတ်ကားထဲရောက်သွားပြီတော့ဘယင်မလှုပ်ရင်ကောင်းမလားမိဖုရားလှုပ်ရင်ကောင်းမလားဘာလှုပ်ရင်ကောင်းမလဲအရောင်တွေးတွေကလည်းစုံနေတာပဲပျော်စရာကြီးကျွန်မလိုမျိုးပဲတရုတ်မင်းသမီးလေးလှုပ်ကြည့်ချင်တဲ့ဆိုတဲ့လူတွေ high five ဆက်လက်ပြီးတော့မှကြည့်လိုက်နော်အကြံပြင်းစင်းနှုံးဆိုလို့ရှိရင်တော့ USD 35ကျပ်လောက်ပေးရပါတယ်ရှင် အချိန်တွေပါတယ်လည်းမသတ်မှတ်ထားဘူးပေါ့နော်ဒီဝတ်စုံလေးဝတ်ပြီးလို့ရှိရင်ရုပ်ရှင်ရိုက်ဖို့ပြင်ထားတဲ့ setting တွေမှာသွားပြီးတော့မှဗီဒီယိုတွေတပုံတွေရိုက်ပါမရှင်ဟဲ့တော့မိန်ကလေးကြီးမဟုတ်ဘူးယောက်ျားလေးတွေလည်းဘရင်လုံးမလားဘရင်သားတော်လုံးမလားကုန်းကုန်းလုံးမလားဟိဟိတို့ရေးတော့လည်းရှိရဲ့နော်ရှင်ကုန်းတဲ့နေမြန်နေပါဘီ မိတ်ကဆပြင်ပါပြီရှင်။အရန်ချစ်စရာကောင်းတဲ့တရုတ်မလေးကကျမကိုမိတ်ကပြင်ပေးပါတယ်။ကျမစိတ်ထဲမှာထင်တယ်ပေါ့နော်။တရုတ်ပြည်ကညစ်ပတ်တဲ့အတွက်ကြောင့်မလို့အဲညစ်ပတ်မယ်နမ်းမယ်အဲ့လိုမျိုးထင်ခဲ့ပါတယ်။မန်းချက်နဲ့နန်းချက်နဲ့တသက်ဆင်အောင်လွဲခဲ့ပါတယ်ရှင်။ကျမအခုလိုမျိုးဝတ်ဆောင်ဝတ်တာကိုဗီယက်နမ်မှာဝတ်ခဲ့ဖူးပါတယ်ရှင်။ဒါပေမဲ့မိတ်ကတော့မပါဘူးပေါ့နော်။ တန့်ရှင်ရေကတော့ရန်အဆင်ပြေမနေပါဘူးရှင်။ဒါပေမဲ့တရုတ်ပြည်မှာတော့ကျွန်မအရန်အရန်ကိုအဆင်ပြေခဲ့ပါတယ်။ဘာနဲ့မှမရှိဘူး။မိတ်ကပ်ကအစအကုန်လုံးဘာမှပြောစရာမရှိပါဘူး။ကျွန်မအတွက်တော့ amazing ပါရှင်။ After this, I finish. I want to wear the red one like a queen. ပြန်ချင်းဟေးအေးစီဟာ this side nature body this side artificial 所以呢在我最喜欢的鸟是吧အိမ်မက်တဲ့ကိုစတင်ရောက်ရှိသွားပါပြီရှင်။ကျမအဲ့နေရာကိုမနေ့10နိုင်ကြော်ကြော်လောက်ရောက်တယ်ပေါ့နော်။ ပြီးတော့မှဝတ်စုံရွေးတာတွေမိတ်ကပ်ပြင်တာတွေအားလုံးပြီးွားတဲ့ချိန်ခါကျတော့17ခွဲလောက်ရှိပါပြီရှင်။အဲ့ဒီဝင်းကြီးကဘလောက်ကြီးလဲဆိုတော့လေကျမညနေ၄နာရီကျော်လောက်မှအဲ့ဝင်းထဲကထွက်လာတာ။ဒါတောင်အားလုံးမနှံ့ဘူးဒီလား။ဝတ်စုံကြီးရတသက်ဝင်းကြီးရတသက်နော်။ဝင်းကြီးရ RMB 60ပါရှင်။ဒါကတော့ Google ကနေရိုက်ထားတဲ့ပုံလေးပေါ့နော်။အကြံဖြင်းဒီနေရာဘလောက်ကြီးလဲဆိုတာမြင်နိုင်အောင်လို့ပါ။ ကျမငားလိုက်တဲ့ဝတ်စုံကအဲ့ဒီအနီယာဝမ်းဆက်လေးပေါ့နော်။ကန်ကောင်းချင်တော့သူကအပေါ်ထက်ကလေးပါပါခတ်ကြတော့လေကျမအဲ့အပေါ်ကအရင်ထူချွတ်လိုက်လို့ရှင်နောက်တစ်စုံလိုမျိုးဖြစ်သွားပါတော့။လက်မှာလည်းအဲ့လိုပောက်ကရလေးစဲကင်ဖို့ကလည်းသူတို့ကပေးလိုက်သေးတယ်။အရင်လှတယ်နော်။ပြီးတော့မပြီးသေးဘူးကျမရှာရှည်ပြီးတော့မှလေအပေါ်ထက်နောက်ထပ်တစ်ထည့်ထပ်ယူလိုက်တယ်။အဲ့ဒါအကုန်လုံးကမှ USD 35ကျပ်လောက်ပဲကြတာ။ တစုံနဲ့ပဲငားမယ်ဆိုလို့ရှိရင်ကျွန်မထက်တောင်းတက်တာအောင်မယ်တကယ်တရုတ်ရုပ်ရှင်ကားထဲရောက်သွားတဲ့အတိုင်းပဲเนาะ ลาไรจ้า မြင်တဲ့အတိုင်းပဲเนาะကြီးတာတော့အီယာမပဲအဲ့တော့ဒါကျမခွန်အားရှိသလောက်ရှောက်ပြီးတော့မှရိုက်ခဲ့တယ်ပေါ့เนาะမျက်စိနှောက်နဲ့เนาะအမြော်ကင့်ကြီးကိုတက်ကြည့်လိုက်အောင်မယ်နော်ဘလောက်လှလဲဆိုတာ အမျော်ကင်းကိုတက်ပြီးသွားပြီဆိုပူသွားပြီပေါ့နော်အပေါ်ကအင်းကြီးထူချုပ်ပြီးတော့မှရိုက်ကြည့်တာဒါနောက်တစ်စုံလေးပေါ့နော် Thank mm -hmm. you. ရုပ်ပြရလေကျမတို့ရုပ်ရှင်ထဲမှာကြည့်ခဲ့တဲ့အတိုင်းပဲအပြင်ပါလဲလေတကယ်ကိုအရန်လှပြီးတော့မှအရန်တာရတယ်ပေါ့နော်တကယ်အပြင်မှာအလောက်ကြီးလှပြီးတော့တာရလိမ့်မယ်လို့ထင်မထားခဲ့မိဘူးပေါ့ဟိုကျမလိုမျိုးဒီလိုမျိုးဟိုအကြိုက်ချင်းတူတဲ့လူတွေအတွက်ဆိုရင်တော့ဒီဗီဒီယိုလေးကတော်တော်လေးကိုအဆင်ပြေမယ်လို့ကျမထင်ပါတယ် ငငယ်တော့ဆိုရင်တွေ့ရတယ်လေတရုတ်ကားတွေထဲမှာအပေါ်ချုံလွားနေဆိုတော့ကျမလည်းအဲ့ဒါအပေါ်ချုံလွားနောက်တစ်ခုယူလိုက်တော့ခုနကျမပြောလို့ပေါ့နော်ကျမဝတ်စုံ၃စုံလုံးဖြစ်သွားပါတယ်ရှင်အဲ့တော့ကျမပြောတယ်အဲ့ယိုလေးသွားတာလေးလူကြီးလူငယ်အကုန်လုံးတော့တော်တော်အသက်ကြီးနေတဲ့ဘယ်လိုပြောမလဲအန်တီအရွယ်အဖွားအရွယ်တွေလည်းအဲ့လိုဝတ်စုံတွေဝတ်ပြီးတော့မှအဲ့လိုရှောက်သွားကြတယ်ပေါ့နော် ဲ့တော့ကျမပြောချင်တာဒါအသက်ရွယ်မျိုးစုံလုပ်လို့ရတယ်လို့မိုက်တယ်နော်ရုပ်ရှင်တွေကအတိုင်းပဲရှင်သေးရုပ်ကြီးတွေရလဲအော်ဒါနဲ့ပြောရအောင်မယ်တိလားအပေါ်ထက်ကလေတော်တော်တော့လေးရယ်နော်ကျမတော့ဒုက္ခခံပြီးတော့မှတဲ့ပြီးတော့မှရိုက်ခဲ့တာတကယ်လို့သွားမဲ့လူတွေအတွက်ပြောရပါဒါမဲ့တန့်ရှင်တဲ့အနံ့တော့မရှိဘူးအားလုံးကောင်းတယ်သူတို့တယောက်သုံးပြီးတိုင်းသူတို့လျှော်တာလားဘလို့လဲတော့မပြောတတ်ဘူးနေပူလန်တာလားတော့မသိဘူးတန့်ရှင်ရောကျမအရင်တဖို့ကြားခဲ့ပါတယ် ပြီးတော့နောက်ထပ်တတိပေးချင်တာကကျမလိုမျိုးမဖြစ်အောင်ပေါ့နော်။မဖြစ်လို့လဲဆိုကျမလီဒီရှူးတွေပါရင်လည်းယူမသွားဘူးလေ။ကျမဝတ်ထားတဲ့ sport shoe နဲ့ပဲဟိုခါကျတော့ကျမတကယ်ချင်နေရပြောတယ်။နေဟာအကုန်လုံးတော့လာပါတယ်ဟဲ့တဲ့။ခြေထောက်ကအဆင်ပြေမနေဘူးလေ။ဒါပေမဲ့လည်းလေကျမလီဒီရှူးတာစီးလို့ရှိရင်လည်းအဲ့ဝင်းထဲကိုကျမအခုရှောက်တဲ့ပုံစံမျိုးနဲ့ရှောက်နိုင်မယ်မထင်ဘူး။အရင်ကြီးရလေမတရားကြီးတော့လေအဲ့တော့ကိုအဆင်ပြေတယ်လို့ပဲလောက်ကြပါရှင့် ီတိုဖူကတော့တရုတ်ပြည်မှာနာမည်ကြီးတဲ့တိုဖူပေါ့နော်စားလို့ကောင်းပါတယ်ကြုံကြိုက်လို့ရှိရင် စားကြည့်ပါကျမတီးတဲ့နာမည်ကတော့ချိုတိုဖူလို့ခေါ်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာကျမဘယ်တွေဆက်သွားမလဲဆိုတာစောင့်ကြည့်ပေးအောင်နော် like and subscribe လဲလို့ဖူမမီနဲ့အောင်